မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ကြောက်ကံပြူစောတိရွာစခန်းသိမ်းတိုက်ပွဲကိုစစ်ကူလာတဲ့စစ်ကြောင်းကိုဖြတ်တောက်တိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ9ရက်နေ့မနက်9:30မိနစ်အချိန်ခန့်ကမြင်းကြံမြို့နယ်ကြောက်ကံပြူစောတိရွာကိုညီနောင်မဟာမိတ်တပ်များကဝင်းအောင်စီးနှင်းတိုက်ခိုက်ရာမြင်းကြံ Black Tiger MBD တပ်ဖွဲ့နဲ့ညီနောင်မဟာမိတ်များက အဲ့ဒီပြူစောတိကြီးရွာကိုစစ်ကူလာပေးတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဖျက်တော့ခုခံတိုက်ခိုက်ပေးခဲ့တယ်လို့သိရပါဗျ။ကြောက်ကံပြူစောတိရွာတိုက်ပွဲကို ကြောက်ပြုတ်ကြေးရွာမြောက်ဘက်အထွတ်ဖျားကုန်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တဲ့အပြင်မြင်းညာမျိုးကလည်းကြောက်ကန်ပြူရွာကိုစစ်ကူပေးရန်ကြောက်ပြုတ်ရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်သားအင်အားအများပြားရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးမြင်းညာမျိုးကနေစစ်ကူရောက်ရှိလာတဲ့အကြမ်းဖက်စစ်သားများကိုမြင်းညာ Black Tiger MPD တပ်ဖွဲ့နဲ့ညီနောင်မမိတ်များကဝင်းရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်သား၁၀ဦးထက်မနည်းသေဆုံးပြီးအများပြားဒဏ်ရာရရှိကာကားနက်စီးနဲ့မြင်းညာမျိုးဘက်ကိုပြန်တယ်သွားတယ်လို့သိရပါတယ်။လက်နက်ကြီးပစ်ကူပေးနေတဲ့ ကြောက်ပြုတ်ရွာဖုန်ကြီးကျောင်းနဲ့စစ်ကူစစ်ကျောင်းကခဏဝင်လာပြီးတော့ထမင်းချက်စားနေကြတာသူတို့ကလည်းစစ်ကျောင်း၃ကျောင်းခွဲပြီးတော့လာတာကျန်တဲ့စစ်ကျောင်းတွေလည်းတိုက်နေတယ်အဲ့ဒီဖုန်ကြီးကျောင်းနဲ့ဝင်ပြီးတော့ထမင်းချက်စားနေတဲ့စစ်ကျောင်းကိုလည်းဝင်တိုက်တာအဲ့ဒီအချိန်ထမင်းချက်စားနေတဲ့အချိန်မှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဝင်ပစ်တဲ့အခါမှာထိခိုက်သေးဆုံးတာတွေများသွားတာကျွန်တော်တို့ဘက်ကရဲဘော်တွေအထိခိုက်မရှိခဲ့ဘူးလို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းကြံ Black Tiger MPD မြင်းကြံခရိုင်တိုင်ရင်ကိုနဲ့အတူ နောင်ရိုးတပ်ဖွဲ့ PLA ရဲကောင်ပျောက်ကြားတပ်ဖွဲ့ရွှေချန်သားပျောက်ကြားတပ်ဖွဲ့မြင်းကြံခရိုင်အမှတ်1 2 3 4 9တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်းများအထိကိမရှိဘဲနဲ့အောင်မြင်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့အခုလုပ်နေတဲ့ end point project ကမြို့သိမ်းတိုက်ပွဲကိုဆင်နွှဲဖို့အတွက်ရည်ရွယ်ထားတာပါအခုဆိုရင် campaign က20ရာခိုင်နှုန်းကနေမတက်သေးဘူးဖြစ်နေတယ်အခုကထောက်ပံ့ငွေမရဘူးဖြစ်နေတယ် တိုက်ပွဲတွေကလည်းဇက်တိုက်ဖြစ်နေတော့ကမ်ပိန်းကရတဲ့ငွေတချို့ကိုတောင်မှအခုတိုက်ပွဲတွေထဲမှာကြီးဖို့ခဲရမ်းဖို့တွေတုံးဆွဲထားရတယ်တေးကြတာတစ်ခုကတော့ဒီကမ်ပိန်းကမြို့သိမ်းတိုက်ပွဲကိုရည်မှန်းထားတဲ့တိုက်ပွဲပါဒီကမ်ပိန်းသာအောင်မြင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရည်မှန်းထားတာတွေအများကြီးအောင်မြင်ဖို့ရှိပါတယ်ဒါကြောင့်မိဘပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့မြစ်တာရက်ခံကြပါတယ်လို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောကြားထားပါတယ်အလားတူပဲ ကြောက်ကန်ပူစော်ဒီဂျေးဘာကိုတိုက်ခိုက်နေတဲ့မြင်းကြံ Black Tiger MPD တပ်ဖွဲ့နဲ့ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလည်းမနက်7တန်းအားအချိန်မှာအပိသက်သိမ်းယူနိုင်ခဲ့ကအကြမ်းဖက်စစ်သားရှေးဦးထက်မနေတေဆုံးပြီး G3G 90တောင်း 5x56 G 96တောင်း 9mm G 36တောင်းကိုလုံးကြီး20တောင်းတို့တိမ့်စီရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကပြည်သူများထံကနေပြီးတော့ခိုးယူထားတဲ့ရွှေတဲ့ပစ္စည်းများကိုလည်းတိမ့်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်ကြောက်ကြီးမြို့နယ်မုံမြို့အမှတ်လေးရက်ကွက်မူလာရန်ကျောင်းအနောက်ဘက်လှဲလမ်းမှာအုတ်ချုပ်ရေးမှုရဲ့မိသားစုဝင်တွေအပါအဝင်၃ဦးမိုင်းထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘလာ၈ရက်မနက်၈နာရီအကျော်မှာအမှတ်လေးရက်ကွက်အုတ်ချုပ်ရေးမှုဦးစိုးနိုင်ရဲ့ညီဖြစ်သူ အသက်50အရွယ်ဦးစိုးလှိုင်တဲ့မြမချစ်သူမမီညက်ခေါ်ဒေါ်စန်းထိပ်45နှစ်တို့ကစိုင်ကယ်နဲ့လေထဲကိုသွားတဲ့အချိန်မှာမိုင်းထိခဲ့တာလို့ဆိုပါရယ်ပဲအကွက်ကိုသွားတိုင်းဖို့သူတို့မောင်နှမတွေစိုင်ကယ်နဲ့သွားတာထိတဲ့နေရာကဘူလာရန်ကျောင်းနောက်ကျောလှဲလမ်းမှာထိတာစိုင်ကယ်မောင်းသွားရင်လည်းထိတာသူ့အကိုကဒစီသူ့ညမကဒစီသူ့ညမမောင်းတဲ့စိုင်ကယ်နားမှာမိုင်းထိတာလို့ဒေသခံအမျိုးသမီးတို့ကပြန်လဲပြောပြခဲ့ပါရယ် မိုင်းထိတဲ့ဒေါ်မီညက်ခေါ်ဒေါ်စန်းထိမှာခန္ဓာကိုယ်အောက်ပိုင်းမှာမိုင်းစာထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့အကိုဖြစ်သူကိုစိုးလိုင်မှာလက်မှာမိုင်းစာထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်မနက်9နာရီလောက်မှာမိုင်းထိပြီးတော့ပြက်စီးသွားတဲ့ဆိုင်ကယ်တွေကိုလာယူတဲ့အုပ်ချုပ်ရေးမှူးဦးစိုးနိုင်နဲ့ဆွေမျိုးတော်ဆက်သူဦးဝင်းတန်းခေါ်ကိုမဲဆိုသူဟာလည်းမိုင်းခွဲထားတဲ့နေရာအနီးမှာတည်းမိုင်းထပ်ထိပြီးတော့မျက်လုံးနဲ့လက်မှာဒဏ်ရာရရှိခဲ့တယ်လို့အဲ့ဒီအမျိုးသမီးကဆက်ပြောပါတယ်မိုင်းထိမှန်တဲ့သူတွေကိုတော့ဒေသခံတွေက ဖြူးစေးရုံကိုပို့ဆောင်ပေးခဲ့ပြီးတော့ဒေါ်မိညက်ခေါ်ဒေါ်စန်းထိပ်ကတော့ဒဏ်ရာစိုးရင်ရတယ်လို့သိရပါတယ်။မိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာကမူလာရန်ကြောင့်အနီးမှာလည်းဖြစ်တယ်လို့ဒေသခံတွေအသွားအလာများတဲ့လမ်းပိုင်းမှာဖြစ်ပြီးတော့ဘသူထောင်ထားတဲ့မိုင်းလဲဆိုတာကိုမသိရဘူးလို့ဒေသခံအမျိုးသမီးကပြောပါတယ်။မေလ24ရက်နေ့ကလည်းကြောက်ကြီးမြို့နယ်မုံမြို့မြောက်ဘက်လေကွင်းထဲမှာငါးဖမ်းသွားတဲ့အမျိုးသားတအူမိုင်းထိမှန်ပြီးတော့ခြေထောက်ပြတ်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတာစီမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုစိုက်ထုထားတဲ့ဗိုလ်ချုပ်ရင်းမြင့်ကိုဒီကနေ့မနက်တနာရီအချိန်မှာမြေကော်ကားများနဲ့ဖြတ်စီးပြီးတော့ရုပ်ထုကိုတဲဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘာလ9ရက်နေ့မနက်တနာရီဝန်းကျင်အချိန်ကစစ်ကောင်စီကတာစီတပ်မျိုးလုံးကိုလျှက်စစ်မီးများဖြတ်တောက်ပြီးတော့ဗိုလ်ချုပ်ကြေးရုပ်နဲ့ဗိုလ်ချုပ်ရင်းမြင့်ကိုဖြတ်စီးသွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဗိုလ်ချုပ်ကြေးရုပ်ကိုစစ်ကားနဲ့တင်ပြီးတော့ခမရ၄၁၉ရဲကိုတဲဆောင်သွားတယ်လို့သိရပါတယ်။ ပါစီမျိုးကိုဒီမနက်တနအိမ်မှာမီးဖြတ်တယ်ပြီးတော့မှဗန်ဟိုကားတွေမြေကော်ကားတွေနဲ့ဗိုလ်ချုပ်ရင်းမြင်နဲ့ဗိုလ်ချုပ်ကျေးရုပ်ကိုဖျက်ဆီးတယ်စစ်တပ်ကဗိုလ်ချုပ်ကျေးရုပ်အောက်ခြေဖောင်ဒေးရှင်းမှာမကြမ်းအစဖျောက်သွားတာဗိုလ်ချုပ်ကျေးရုပ်ကိုတော့ခမရ၄၁ကိုတဲသွားတယ်ဗိုလ်ချုပ်ကျေးရုပ်နဲ့ရင်းမြင်ကိုဖျက်ဆီးပြီးတော့မနက်၄နာရီကျမှမီးပြန်ပေးတယ် အခုအစိမ်းစားတွေနဲ့ဗိုလ်ချုပ်ရင်းမြစ်တစ်ခုလုံးကိုကာထားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။တာစီမျိုးစီတာပန်းချံဝင်အနေမိထီလာတောင်ကြီးကားလမကြီးဘေးမှာရှိတယ်။အလျား63ဘေးအနက်58ဘေးရှိတဲ့ရင်းမြစ်မှာအလေးချိန်ကြေးပိတ်သားချင်း450အမြင့်9ဘေးရှိတဲ့ဗိုလ်ချုပ်အောင်ဆန်ကြေးရုပ်ထုကို2019ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာစိုက်ထူခဲ့ပြီးတော့ ကျေးရုပ်ဖွင့်ပွဲအခမ်းအနားကို104နှစ်မြောက်ဘိုးကျော်အောင်ဆန်းရဲ့မွေးနေ့2019ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းခင်ဦးမျိုးပေါ်ဆေးရုံမှာအထမ်းချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ6ရက်နေ့မှာခင်ဦးမျိုးဆေးရုံမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဆေးရုံခြံစည်းရုံးနာအထိကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ ခင်ဦးမျိုးစေယုံမှာအထိုင်ချထားတဲ့စစ်ခွေးများကိုစေယုံချမ်းစီယုံနာအထိကိုတွားရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာစစ်ခွေးတွေထိခိုက်သေးဆုံးမှုရှိပေမဲ့အရင်အတွက်တော့အတိမပြုတ်နိုင်သေးဘူးလို့ Future Hero တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Future Hero အဖွဲ့နဲ့မြို့ပေါ် UG တပ်ပေါင်းစုများကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်မှာစေအုပ်စုနဲ့ပြူစောထီးတွေဖမ်းဆီးခေါ်ဆောင်သွားတဲ့အမျိုးသမီးတွေကိုဒီကနေ့အော်တိုဘားလ9ရက်နေ့ ၃ရက်ကြာတဲ့အထိကိုပြန်မလွတ်ပေးသေးပဲတရက်ကို၁၅အိမ်နဲ့လဲလှယ်ရမယ်လို့မိသားစုဝင်တွေကိုအမိတ်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်အုပ်စုနဲ့ပြူစော်တီတွေဟာအော်တိုဘာလ9ရက်နေ့ကမြိုင်နယ်ကန်ဒီပြူစော်တီစခန်းကနေစစ်ကြောင်းထိုးထွက်လာပြီးတော့ကန်ဒီကျေးရွာရဲ့မြောက်ဘက်မိုင်ဝက်ခန့်အကွာယာကင်းထဲမှာပေါင်းထုတ်နေတဲ့လက်ထုတ်တော်ကျေးရွာကအမျိုးသမီး၅ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးတော့ပြန်လွတ်မပေးပဲမိသားစုဝင်တွေကိုတရက်ကို၁၅အိမ်နဲ့လဲလှယ်ဖို့ပြောဆိုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်သူတို့ဘက်ကအမျိုးသမီးတရက်ကို၁၅အိမ်ပေးရ မယ်လို့မနေ့ကသတင်းရတယ်အမျိုးသမီးတယောက်ကို9အိတ်ဆိုတော့9ယောက်ဆိုတော့25အိတ်ပေါ့အဲ့ဒါနဲ့လဲရမယ်လို့ပြောတယ်ဒါပေမဲ့ဒီဘက်ကတော့ဘာမှအကြောင်းမပြန်သေးဘူးမိသားစုတွေကိုဆက်သွယ်လာတာလို့ဒေသခံကာကွယ်တပ်ဖွဲ့ရဲဘော်တအုပ်ကပြောပြခဲ့ပါတယ်အဲ့ဒီအမျိုးသမီး9ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့အချိန်က တောင်ယာဆိုင်ခင်းထဲမှာရှိနေတဲ့နွားနှကောင်ကိုလည်းစစ်အုပ်စုနဲ့ပြူစောထီတွေကယူဆောင်သွားတယ်လို့ဒေသခံအမျိုးသမီးတအုပ်ကပြောပါတယ်စစ်အုပ်စုနဲ့ပြူစောထီတွေဖမ်းဆီးခေါ်ဆောင်သွားတဲ့အမျိုးသမီး၅ဦးတည်းကအမျိုးသမီးတအုပ်ရဲ့လက်ကင်ဖုန်းတစ်လုံးပါသွားတာမို့လို့အဲ့ဒီဖုန်းကနေမိသားစုဝင်နေတဲ့အဆက်အသွယ်ပြစ်လုံနေတာဖြစ်တယ်လို့သိရပါတယ်စေအောင်စုနဲ့ပြူစောတိတွေဖမ်းဆီးထားတဲ့အမျိုးသမီးတွေကိုသူတို့အထိုင်ချတပ်ဆွဲထားတဲ့ကန်ဒီကျေးရွာစာတင်ကျောင်းထဲမှာချုံနောင်ထားရှိတယ်လို့သိရပြီးတော့အသေးစိတ်အခြေအနေတွေကိုတော့ထပ်မသိရသေးဘူးလို့ပြောပါရတယ်။ ဖမ်းဆီးခံရတဲ့အမျိုးသမီးတွေဟာအသက်25နှစ်ကနေအသက်50ကြာအရွယ်အမျိုးသမီးတွေဖြစ်ပြီးတော့အမျိုးသမီးငယ်တွေပါဝင်တဲ့အတွက်စေအုပ်စုနဲ့ပြူစောတီတွေကလိန်ပိုင်းဆိုင်ရာထိပါနှောက်ရမှာကိုစိုးရိမ်နေရတယ်လို့ဆိုပါတယ်။ကန်ဒီချေးရွာပြူစောတီစခန်းကိုဒေသတော်လှန်ရေးတပ်တွေက စစ်ကြောင်းနဲ့ရိတ်ခါဖြတ်တောက်ထားတဲ့အတော့ရိတ်ခါပြတ်တောက်နေပြီးရိတ်ခါအတော့ဖမ်းဆီးထားတဲ့အမျိုးသမီးတွေကိုစံအိတ်နဲ့လဲလဲရွေးယူဖို့တောင်းတာဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ကန်ဒီချေးကစာတင်ကြောင်းထဲမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောထီးတွေကိုတော်လိုင်းတပ်တွေကစစ်အုပ်စုစစ်ကြောင်းနဲ့ရိတ်ခါလမ်းကြောင်းတွေကိုဖြတ်တောက်ထားတာကြောင့် စခန်းအတွင်ရိတ်ခါနဲ့ဆေးဝါးပြတ်တောက်နေပြီးအခုလိုဖမ်းဆီးပြန်ပေးဆွဲတာတွေကိုဇက်တိုက်ပြုလုပ်နေတယ်လို့ဆိုပါရယ်ကဏီကျေးရွာကစစ်အုပ်စုနဲ့ပြူစောတီတွေဟာပြီးခဲ့တဲ့ဇွန်လထဲမှာလည်းထုံးမြရတနာလမ်းမပေါ်ကိုတက်ပြီးတော့ကားနှက်စီးနဲ့ရင်းမောင်း၄ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးရိတ်ခါအဖြစ်နဲ့စံအိတ်150နဲ့မိသားစုဝင်တွေကိုလဲလှယ်ဖို့ဆက်သွယ်ခဲ့ရမှာမိသားစုဝင်တွေကငွေကျပ်350နဲ့လဲလှယ်ဖို့သဘောကျညီခဲ့တာကြောင့်စက်တဘာလနောက်ဆုံးအပတ်ထဲမှာရင်းမောင်း၄ဦးပြန်လည်လွတ်မြောက်လာကြောင်းသတင်းရရှိပါရခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။